မလင်တန်းချောင်းအကြီးအကျယ်ဒုက္ခရောက်နေတဲ့စခိုင်းမျိုးကိုလာရောက်လှူဒန်းကြတဲ့အလူရှင်တွေရဲ့ကားတန်းကြီးတွေကုန်တဲ့အထိသူတနည်းတာရောက်တဲ့ရေခဲချောင်းတွေကိုပြန်လည်လှူဒန်းပေးခဲ့တဲ့ရေခဲချောင်းတဲ့လေးကိုဆိုင်စော်မင်္ဂလာပါပရိသတ်ကြီးရေကိုဆိုင်စော်ကတော့စိုက်တွဲလေးနဲ့ရေခဲချောင်းလိုက်ရောက်နေတဲ့ရေခဲချောင်းတဲ့လေးတယောက်ဖြစ်ပေမယ့်ပြီးခဲ့တဲ့ရက်ပိုင်းကစခိုင်းမျိုးကိုလာရောက်လှူဒန်းကြတဲ့အလူရှင်တွေကိုသူတနည်းတာရောက်တဲ့ရေခဲချောင်းတွေကပြန်လည်လှူဒန်းခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာကြီးကျူးခံနေရတာပဲဖြစ်ပါတယ် တနိုင်ငံလုံးမှာရှိတဲ့ပြည်သူပြည်သားတွေကသူ့ရဲ့တရားရရောမှုအပေါ်မှာသဘောကျနေခဲ့ကြတာလည်းဖြစ်ပါတယ်။ကိုဆိုင်စော်ကတော့လူအထက်တန်းစားအစ်စ်ဆိုတာဒီလိုလူမျိုးပါလို့ချီကျူးကုန်ပြုခံရလောက်တဲ့အထိအားလုံးရဲ့သဘောကျခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။ရေခဲချောင်းတယ်လေးတယောက်ဖြစ်တဲ့ကိုဆိုင်စောဟာသူ့ရဲ့စိုက်တွဲဘော်ကရေခဲချောင်းမှန်သမျှကို စကိုင်းမျိုးကိုလာပြီးအလှလုပ်တဲ့ကားတန်းကြီးကုန်တဲ့အထိရေခဲချောင်းတွေကိုထုတ်ပြီးတော့အလှပြန်လုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ။စပင်းအယောင်ခတ်တောက်တောက်ဆိုထားပြီးဘောင်းမီတိုလွဲအိတ်တလုံးနဲ့အလူပြန်လုတ်ပေးနေတဲ့သူ့ရဲ့ပုံစံဟာလူတွေရဲ့အပေါ်ယံအမြင်တွေကိုပြောင်းပြန်ဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်။လူမှုကွန်ရက်သုံးဆွဲသူတွေကတော့သူ့ရဲ့စေတနာတရားတရားထက်သန်မှုကြောင့်နောက်နေ့အတွက်အရင်မရှိတော့မှာကိုစိုးရိမ်နေကြပြီး ကိုဆိုင်စော်ကိုဆက်သွယ်လှူဒန်းခြင်းကြတဲ့သူတွေလည်းအများအများရှိနေတာဖြစ်ပါတယ်။ ကိုဆိုင်စော်ကတော့ငလင်ပေးကယ်ဆယ်ရေးအတွက် လာကြတဲ့သူတွေနဲ့ငလင်ပေးတဲ့သူတွေစီကရေကဲတော့ဖို့ပတ်စံမယူရတော့လို့အလကားလှူပေးပြတာပါကယ်ဆယ်ရေးသမားတွေအမောပြေစေခြင်းလို့လှူပေးတာပါဟုဆိုကသူရဲ့ရှင်လေးကစေတနာအမှန်ကိုထုတ်ဖော်ပြသခဲ့တာလည်းဖြစ်ပါတယ် ကိုဆိုင်စော်ကတော့လူတယောက်အနေနဲ့ဝက်စားဆင်ရဲမှုပုံစံသူလောက်ကိုင်းတဲ့အလုံအကိုင်းနဲ့ငွေကြေးဆင်းရဲချမ်းသာတွေကလူတယောက်ရဲ့အစဉ်အထန်းကို ဖော်ပြတာမဟုတ်ပေပုံမှန်တိုင်းတာနေချပေးတဲ့နေလေကနေကွဲထက်ပြီးတော့လူအထက်တန်းစားအစစ်ဆိုတာဘာလဲဆိုတာကိုဖော်ပြခဲ့တာပဲဖြစ်ပါတယ်